ိုင်ငံတကာတရားရုံးမှာတော်စုကဘသူ့ကိုကာကွယ်ခဲ့တာလဲတောင်ဆန်းစုကြည်နိုင်ငံတကာတရားရုံးမှာရင်ဆိုင်ဖို့ The Hague ကိုသွားတော့စိုးရင်တဲ့အထဲမှာကျွန်တော်ပါတယ်စိုးရင်စရာရှိသလိုလုံနိုင်စရာလည်းရှိတယ်ဆိုတော့သဘောပေါက်ပါတယ်စိုးရင်ဘွယ်အချက်တွေကသူကနိုင်ငံတကာအလဲမှာပုံရိပ်ကြနေတယ်ဥပဒေကြောင့်အရာရက်တီရမဲ့ line ကပါလျလွန်ပြီးအဖက်ဖက်ကဖိအားပေးဖို့အဆင်သင့်ရှိနေခြင်းဖြစ်တယ် ပြည်ရင်းမှာရှင်းလင်းပြတ်တောင်ရှင်းပြနိုင်စွမ်းလည်းမရှိလို့ထောက်ခံမှုတွေစန့်ကျင်မှုတွေအဆုံးထွက်လာစရာရှိတယ်။ဒေါ်စုဘက်ကလုံနိုင်စရာရှိတာကမြန်မာနိုင်ငံအခြေအနေနဲ့သူ့ရဲ့ရည်ရည်ချက်ကိုကဘာတိပြောပြရှင်းပြခွင့်ရမယ်။ဒီအမှုရင်အရေးပါမှုကိုပြည်ရင်းကလူလူရောသက်ဆိုင်နေတဲ့အဖွဲ့အစည်းများရောတိမတ်လက်ခံအောင်ရှင်းပြခွင့်ရမယ်။သူ့ရဲ့တရားဝင်ရည်တင်မှုကိုချင်းချင်းလင်းလင်းပြသခွင့်ရမယ်။ ခြုံပြောရရင်ဒေါ်စုကသူ့လောက်ပြစရာရှိတာကိုတသက်ရရလောက်ပြသွားခဲ့ပါတယ်။ပတိဘက်က area မှာဖြစ်ခဲ့တဲ့အခြေအနေတွေကိုရှင်းပြတယ်။လူအခွင့်ရေးချိုးဖောက်တပ်ဖြတ်မှုတွေကိုမကာကွယ်ပါ။အလွန်ကျွန်းအင်အားသုံးမှုတွေရှိနိုင်ကြောင်းဥပဒေအရပေါ်ထုတ်အရေးယူရမှာဖြစ်ကြောင်းပြောခဲ့တယ်။ပေါ်ထုတ်နိုင်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေဖြစ်ခဲ့တဲ့ရွာတွေအမိနဲ့ထုတ်ဖော်ပြောဆိုခဲ့တယ်။ရခိုင်ပြည်ကအင်းတင်ဂူတာပြင်ကချင်ပြည်နယ်ကမန်စီစားတဲ့အမှုတွေပါတယ်။ အင်းစင်အမှုမှာအမိန့်ချပြီးမှကာကွယ်ရေးဌာနကလူငင်းခွင့်ပေးခဲ့လို့ပြည်သူအများကစိတ်ပြတ်ကြတယ်ဆိုရလဲပါတယ်။သူချက်ပြောတာကမတရားတပ်ဖြတ်သူတွေကိုစစ်တပ်အရတားမခွဲဘဲဥပဒေအရအရေးယူမယ်။ဒီလိုပြည်ရင်းကဥပဒေအရအရေးယူခွင့်ပေးမှနိုင်ငံတစ်ခုဟာလူအခွင့်အရေးကိုကာကွယ်စောင့်ရှောက်နိုင်တဲ့အဆင့်ရောက်မယ်။ပြည်ရင်းကအရေးယူမှုတွေအလုံးမဖြစ်တဲ့အခါမှာပြည်ပကနေလှုပ်ဖို့စဉ်းစားပါဆိုတာမျိုးပြောခဲ့တယ်။ ဆိုလိုချင်တာကနိုင်ငံတစ်ခုလုံးစနစ်တစ်ခုလုံးကအရေးရွယ်ချက်ရှိရှိလုပ်ခဲ့တာမဟုတ်ဘဲပေါ်ပေါက်သမျှဥပဒေအရအရေးယူဖို့စူးစမ်းမယ်ဆိုတဲ့ရည်တည်ချက်ကိုပြခဲ့ပါတယ်။ဒီလိုပြောတာတွေကို ကြည်ချင်းအပြင်ဟိုအစိုးဒီစုကိုကာကွယ်နေတာမဟုတ်ဘဲမြန်မာနိုင်ငံတစ်ခုလုံးစာအတွက်ပါလင်ရတဲ့ခုခံလမ်းကြောင်းလေးကိုနိုင်ငံတကာတရားရုံးမှာတက်ပြီးရည်တည်ပေးတာကိုမြင်နိုင်ပါတယ်။ အရှင်ကလေးကအစွန်နေပေါင်းစုံကအမျိုးစုံဝိုင်းပြောတာခံခဲ့ရတယ်။အခုစစ်တပ်အာဏာသိမ်းပြီးတော့လဲပြည်သူအချို့ကဒေါသနဲ့စစ်တပ်ကိုကာကွယ်ပေးတယ်ဆွဆွဲကြသလိုစစ်တပ်ကလည်းဒီလူခွင့်ရချိုးဖောက်မှုတွေကိုတော့ဆုလုပ်တာဆိုပြီးထိုးချဖို့လော်ပေပါငှားထားတယ်။တကယ်တော့တော်စုဟာနိုင်ငံတကာတရားရုံးမှာနိုင်ငံတစ်ခုလုံးစာအကြက်တဲတွေ့နေချိန်မှာကောင်းဆောင်တအူးနေနဲ့အကောင်းဆုံးရက်တည်ပေးခဲ့တာဖြစ်ပါတယ်။ ညီကုံပိုင်းမှာလည်းသူ့ရဲ့တရားမျှတမှုဆိုင်ရာအထွေးခေါ်လေးကိုထည့်ပြောပေးခဲ့ပါတယ်။ကျမတို့အနေနဲ့တရားမျှတမှုကိုရှုမြင်ရမှာအလုံးသောပြည်သူအပေါင်းတို့အတွက်လုံခြုံမှုနဲ့အခွင့်အရေးတွေရရှိဖို့အသေးစားအာမခံနိုင်မဲ့ပြန်လည်သိမြင်ခြင်းနဲ့တဟဇတာဖြစ်ခြင်းတွေကိုစွန့်စွန့်တမန်ကာကွယ်ပေးတဲ့အရာအနေနဲ့ရှုမြင်ပါတယ်။ဆရာဒေါက်ဆန်းစုကြည်နိုင်ငံတကာတရားရုံးမှာတက်ပြောခဲ့တာတွေဟာဒီအချိန်မှာတမိုင်းဖြစ်ခဲ့ပါပြီ။ ူကိုဆွဆွဲသမျှကိုသူရဲ့တရားဝင်ထွက်ဆိုချက်ကိုကန်ရှင်းလို့ရပါပြီ။အဲဒီတော့ကကျွန်တော်စိုးရင်သမျှဟာအခုချိန်မှာတရားဝင်ကိုးကားစရာတစ်ခုခြံခဲ့နိုင်လို့စိတ်သက်သာရာရပါတယ်။ဒွန်အောင်ဆန်းစုကြည်ရဲ့ ICJ ရှောက်လဲချက်နဲ့ပတ်သက်လို့စစ်တပ်ကကာကွယ်ပေးတယ်လို့ဆွဆွဲမယ်ဆိုရင်စဉ်းစားဖို့လိုအပ်တဲ့အခြေခံနားလည်မှုလေးတွေရှိပါတယ်။ပထမဆုံးအချက်ကမြန်မာနိုင်ငံကို ICJ လို့ခေါ်တဲ့ ိုင်ငံတကာတရားမျှတမှုခေါင်းရုံးမှာကျင်းပြီးတရားစွဲခံရတဲ့အခါကျင်းတဲ့တရားရုံးရဲ့သဘောတဘာဝကိုကြည့်ရပါတယ်။ ICJ ရဲ့သဘောကနိုင်ငံကနေနိုင်ငံကိုတရားစွဲရပါတယ်။တရားစွဲသူကနိုင်ငံဖြစ်ရတာမို့ဂမ်ဘီယာနိုင်ငံကစွဲပါတယ်။ခုခံရမယ့်အစွဲခံရတဲ့သူကလည်းနိုင်ငံဖြစ်ရတာမို့မြန်မာနိုင်ငံဖြစ်တယ်။တကယ်လို့အမှုထင်ရှားစီရင်ခံရရင်ခံရမှာကလည်းမြန်မာနိုင်ငံဖြစ်ပါတယ်။ ICC လို့ခေါ်ကြတဲ့ ိုင်ငံတကာရာဇဝတ်ခုံရုံးကတော့လူပုဂ္ဂိုလ်တွေကိုတရားစွဲတဲ့ရာဇဝတ်ခုံရုံးဖြစ်ပါတယ် ICJ နဲ့မတူတာကနိုင်ငံတကာစစ်ရာဇဝတ်ကောင်တွေကိုတဦးချင်းတရားစွဲတင်နိုင်တဲ့ခုံရုံးဖြစ်ပါတယ်သူရဲ့ထူးခြားချက်က Rome Statute လို့ခေါ်တဲ့ ICC အဖွဲ့ဝင်နိုင်ငံစည်းရင်းမှာလက်မှတ်ထိုးထားတဲ့နိုင်ငံတွေပဲအကျုံးဝင်ပါတယ်။ဒါမှမဟုတ်ကုလသမဂ္ဂလုံခြုံရေးကောင်စီကလွှဲအပ်တဲ့အမှုတွေကိုစစ်လို့ရပါတယ်။ဒီအခြေခံကိုသိထားရင် ICC မှာ ဒေါအောင်ဆန်းစုကြည်နဲ့သူ့ရဲ့ရှေ့နေအဖွဲ့တို့တရားရင်ဆိုင်မှုဟာနိုင်ငံကိုခုခံခြင်းဖြစ်ကြောင်းထင်ထင်ရှားရှားမြင်နိုင်တဲ့ပထမအချက်ပါဒုတိယအချက်ကတော့နိုင်ငံကိုတရားစွဲခံရတဲ့အမှုသောအမှုလားအရာတနိုင်ငံလုံးကဒီအမှုကိုကြံရွယ်ချက်ရှိရှိစိတ်ရောကိုယ်ပါကျူးလွန်ခဲ့သလားလို့မေးစရာရှိလာပါတယ် နိုင်ငံမှာအစိုးရအဖွဲ့လွတ်တော်စစ်တပ်စသဖြင့်ရှိတဲ့အထဲမှာ ICJ ကတရားစွဲတဲ့အခါမှာဘယ်သူကဖြစ်လုပ်ခဲ့တာလို့ခွဲပြီးတော့တရားစွဲတာမဟုတ်တဲ့အတွက်ရင်ဆိုင်ဖို့ရမှာဥပဒေအရတရားဝင်အာဏာရတဲ့အစိုးရရဲ့တာဝန်ဖြစ်လာပါတယ်။နိုင်ငံကိုကိုယ်စားပြုပြီးရင်ဆိုင်ရတာဒီစက်အစိုးရရဲ့တာဝန်ပါ။ဆိုတော့အသေးစိတ်စဉ်းစားကြည့်ရင်လွတ်တော်ကတရားလက်လွတ်တပ်ဖြတ်ဖို့ဆုံးဖြတ်သလားအစိုးရကတရားလက်လွတ်တပ်ဖြတ်ဖို့အမိန်ပေးသလားစသဖြင့် နေစရာပေါ်လာပါတယ်။တကယ်ပြန်စစ်စားရင်မြန်မာပြည်အနောက်ပိုင်းမှာတရားလွတ်လွတ်တပ်ဖြတ်မှုတွေရှိခဲ့တော့လဲအစိုးရကတော့လကောင်လွတ်တော်ကတော့လကောင်ရေရဲကျဲရှိရှိမလုပ်ခဲ့ဘူးတန်နိုင်သလားပဲဥပဒေအတိုင်းဖော်ထုတ်အရေးယူတယ်ဆိုတာတန်နိုင်ငံလုံးစွာမျှတတဲ့ရည်တည်ချက်ပါမြန်မာလူထုထဲမှာအဆုံးရောက်သူအချို့ရှိတော့လဲသဘောမတူတဲ့သူ အများအပြားရှိနေလို့ဒီစာဝရေးနေရတာပါဒီစာရေးသူကလည်းဂျင်နိုဆိုက်ကိုသဘောတူလားမျိုးဖြုတ်တမလားမေးရင် ကျွန်တော်မပါပါလို့ပဲရိုးရိုးဖြေပါမယ်။ပြည်သူအများမဲပေးတင်မြောက်ခဲ့သူအမတ်များစုလည်းမပါပါဘူး။အမတ်အများစုကတင်မြောက်ထားတဲ့အစိုးရလည်းမပါပါဘူး။ဒီနှစ်ချက်ကိုသေချာစဉ်းစားကြည့်ရင် ICJ အမှုတော်အမှုလာအရာဒေါအောင်ဆန်းစုကြည်ဟာပါလျရတဲ့ခုခံလမ်းကြောင်းမှာစွန်စားပြီးနိုင်ငံအတွက်ရဲရင်နဲ့ရည်တည်မှုကိုသွားပြတဲ့အချက်ကလွဲလို့ဘသူ့ကိုမှကာကွယ်တာမမြင်မိပါဘူး။အပြစ်ရှိသူကိုအေးအေးယူဖို့လုပ်ရမှာပါပဲ။ အာနာဂျက်တခုက ICC ကိုတင်နိုင်မှု Romstead 2ကိုလက်မှတ်မထိုးရသေးတဲ့နိုင်ငံထဲမှာမြန်မာပါနေတာပဲရှိပါတယ်။ ICJ ကိစ္စကိုဆက်ရရင် ICJ အမှုကအဆုံးသတ်အမိန့်မချရသေးပါဘူး။ဂျားပြတ်အစီအမံတွေလုပ်ပေးဖို့အမိန့်ချထားတာရှိပါတယ်။မြန်မာနိုင်ငံကဆောင်ရွက်ရမယ့်ဂျားပြတ်အစီအမံ၄ချက်ကရိုဟင်ဂျာတွေကိုလူမျိုးတုံးတပ်ဖြတ်မှုကကာကွယ်ပေးဖို့မြန်မာတပ်မတော်နဲ့လက်နက်ကိုင်အဖွဲ့တွေကလူမျိုးတုံးတပ်ဖြတ်မှုတွေမလုပ်ဖို့ တက်သည့်အထောက်ထားတွေမပြည့်စည်အောင်ထိမ့်သိမ့်ဖို့ဒီကနေ့အမိန့်ချမှတ်တဲ့နေ့ကစပြီးလေးလအတွင်းမြန်မာရဲ့ဆောင်ရွက်မှုတွေကိုအစီရင်ခံစာတင်ဖို့နဲ့အဲ့ဒီနောက်ပိုင်းမှာလူမျိုးတုံးတက်ပြတ်မှုအမှုကြီးအတွက်အပိသက်အမိန့်မချမခြင်း6လတကြိမ်အစီရင်ခံစာတင်သွင်းဖို့လို့ဖြစ်ပါတယ်ဒီလေးချက်ကမြန်မာအစိုးရလို့ခံယူသူအားလုံးလက်ခံဆောင်ရွက်ဖို့ရှိပါတယ်ဒီချိန်မှာ ICJ နဲ့ပတ်သက်လို့ရည်တည်စရာတိတ်မရှိပါဘူး ကြားဖြတ်အမိန်တွေကိုတီးဖို့ဆောင်ရွက်ရမယ်မတီးနိုင်ဘူးဆိုရင်ကိုညီဆောင်ရွက်ပေးဖို့အရေးယူပေးဖို့ဆက်တောင်းဆိုလို့ရပါတယ် CRPH လို့အစိုးရကလည်းတောင်းဆိုနိုင်စရာရှိပါမယ်ဒေါအောင်ဆန်းစုကြည်ရဲ့ရှောင်းလဲချက်အပအဝင်ရှင်နေအဖွဲ့ရဲ့ရှောင်းလဲချက်တွေဟာလည်းအမှုရာဇဝင်အချက်အလက်အနေနဲ့စွဲယူလေ့လာစရာအဖြစ်တည်ရှိနေပါမယ်သတိပြုစရာအချက်ကတော့ ICJ မှာတရားစွဲမှုဟာမြန်မာနိုင်ငံသားမြန်မာနိုင်ငံပေါ်အားလုံးကိုတရားစွဲတာဖြစ်ပါတယ် ခုခံသူကလည်းမြန်မာနိုင်ငံအတွက်ရက်တီခုခံရတာဖြစ်ပါတယ်။ဒေါ်စုရဲ့ရှောင်းလေးချက်ထက်က စကားတစ်ပိုက်ကိုဘာသာပြန်ပေးပါမယ်။နိုင်ငံတကာဥပဒေတွေကကျမတို့ကဘာကြီးအတွက်ကဘာလုံးဆိုင်ရာတံပိုးကြီးစနစ်ဖြစ်နေနိုင်ပြီးနိုင်ငံတကာတရားစီရင်ရေးဟာလည်းကျမတို့ယုံကြည်ရာတံပိုးတွေကိုအာမခံပေးမဲ့လုပ်ငန်းစဉ်ဖြစ်နေနိုင်ပါတယ်။ဟုတ်ကဲ့ပါ။အခုဖတ်ပြခဲ့တာကတော့2021ခုနှစ်မတ်လအတွင်းမှာ စိုင်းစရာတိမ့်မြင့်ဝင်ရေးသားခဲ့တဲ့နိုင်ငံတကာတရားရုံးမှာဒေါ်စုကဘသူ့ကိုကာကွယ်ခဲ့တာလဲဆိုတဲ့ဆောင်းပါးလေးပဲဖြစ်ပါရဲ့ရှင်။နားဆင်ကြကြသည်များရှင်လန်းအပန်းပြေကျမ်းမာကြပါစေရှင်။ကျမကတော့ ND ပါ။